စာမေးပွဲလင်ပြေတာမှာထူးချွမ်းခြင်းနဲ့အင်ဂျူနီယာကျော်ကျောင်းသူလေးအားလုံးပဲမင်္ဂလာပါထိုင်းတီဗီဇလန်တွဲလေးဖြစ်တဲ့ Black Junior ကိုတင်ဆက်ပေးကြပါမယ်ပထမဆုံးကမ်းမှာတော့ဂျူနီယာထက်တန်းကျောင်းမှာစာလုံးဆက်ကစားနည်းပြိုင်ပွဲရဲ့ပထမဆုံး Final ပွဲစဉ်ရှင်ပြိုင်နေတာကိုတွေ့ရပါတယ်လင်းဆိုတဲ့ကော်မလီကပြိုင်ဘက်ကျောင်းကစိုးသူနဲ့ရှင်ပြိုင်နေပါတယ်လင်းရဲ့ဖေဥပြူနဲ့ဂုံတိခါကြီးလာတဲ့ကျောင်းတစ်ကျောင်းရဲ့ကျောင်းဝန်ကြီးတို့ကတော့ပြိတ္တတဲကနေပြိုင်ပွဲကိုကြည့်နေကြပါတယ် ကျောင်းကြီးကလင်းသာဒီပြိုင်ပွဲမှာနိုင်ရင်သူ့ကျောင်းကို full scholarship နဲ့တက်ခွင့်ပေးမယ်လို့ဥပုကိုကတိပေးပါတယ်။ပြိုင်ပွဲမှာသိုးသူကနောက်တစ်ခုအတွက်တိုင်ပတ်နေုံရခဲ့ပြီးသူကခဲပြစ်ကိုအောက်ချလိုက်ပါတယ်။အဲကသူ့ဆရာကလာကောက်ပေးပြီးတော့သူ့ကိုပြန်ပေးပါတယ်။ဒါပေမဲ့အပြေပါတဲ့ခဲပြစ်နဲ့လဲလိုက်တယ်ဆိုတာတတိထားမိလိုက်တဲ့လင်းကတော့ဘာကိုတိုင်းနေစီမပြောဘဲနဲ့သိုးသူကိုသာတိုးတိုးလေးပြောလိုက်ပါတယ်။ပြီးတော့သူ့နောက်ဆုံးစကလုံးအနေနဲ့လူလိန်လို့ဆက်လိုက်ပြီးတော့ပြိုင်ပွဲကိုလည်းနိုင်ယူလိုက်ပါတယ်။ ညာသာစားနေရောဥပယူကအကြောင်းအသက်ကိုသဘောကျလားလို့မေးပါတယ်။လင်းကလည်းကွန်ပျူတာရဲ့အဲကွန်းအနေနဲ့ចောင်းစားကြည့်လိုက်အကြောင်းသူ့ဖေကိုကြွားလိုက်ပါတယ်။သူကြိုက်ဆုံးကတော့ music game ဖြစ်ပြီးတော့နေတဲ့စားစားချိန်ဆိုသူကတီးနောင်တီးနောင်သွားလှုပ်ចောင်းကို ပြောပြပါတယ်။ဥပယူကလည်းသူသမီးမတငယ်ချင်းရှီလားလို့မေးတော့လင်းကလည်းရှီចောင်းဖြေပါတယ်။တင်းမှာလင်းတယောက်ပီယန်နိုနှိမ့်နေတော့မှအတန်းပေါ်ကွန်းပုံရောက်လာပြီးတော့တခြင်းလေးချင်းဂျင်လို့ဒီပေးနိုင်မလားလို့မေးပါတော့တယ်။ လင်းကတီးပြီးတော့ဂွင်းမုံကဆိုနေတော့ဂွင်းမုံရဲ့ဘနာနာကီးကြောင့်လင်းကလည်းတီးရရက်လိုက်ပါတယ်။ဂွင်းမုံကအခုလိုကောင်းကြီးပြီးကီးကြောင်နေပေမဲ့လည်းသူ့ရဲ့အိမ်မက်ကပြားစပ်ထဲမှာပါချင်တာပါလို့ဝမ်းမဲတနေနဲ့ပြောလာတဲ့ခါမှာတော့လင်းကလည်းသူတီးတဲ့ကီးကိုတေးစားနားထောင်ဖို့ပြောရင်းနဲ့အတူဆက်ဆူကြပါတယ်။နင်းနေလောက်ထပ်ပြီးလေ့ကျင့်လိုက်တဲ့ခါမှာတော့ဂွင်းမုံလည်းကီးမှန်လာတာမို့အယောပြန်းပြီးတော့အရန်ပြောသွားခဲ့ပါတယ်။လင်းထုံသွားခင်လေးမှာတော့ audition ပြီးရင်တွေ့ဖို့အပြင်ဘက်ကနေစောင့်ပေးနိုင်မလားလို့ဂွင်းမုံကမေးလိုက်ပါတယ်။ လူရွေးပွဲကမိုက်ပင်မဲ့ဂုံးမုံကတော့မြေချောင်းစီးပြီးတော့အပြင်ကိုထွက်လာပါတယ်။နောက်တော့မှပဲဒီကြောင်းပြဆက်ထဲပါခြင်းတဲ့ចောင်းသားတွေဟာ GPA 3.25ထဲကျော်မှရမယ်ဆိုပြီးစီးမြေအသက်ထုတ်လိုက်လို့ဆိုတာကိုသိရပါတယ်။ဂုံးမုံကသူဘယ်တော့မှအဲ့လောက်မြေနဲ့အမှတ်ရမှာမဟုတ်ဘူးလို့ပြောပြီးတော့သူ့ကိုစားသင်ပေးနိုင်မလားလို့လင်းကိုကမ်းလှမ်းလိုက်ပါတယ်။နောက်ထပ်ရင်းနေနဲ့ကြားတဲ့အခါမှာတော့သူတို့ကိုစားကြည့်လိုက်တဲ့အတူတူစားလုံးနေတာကိုမြင်ရပါတယ်။သူတို့ရဲ့တင်ကြဆရာဆရာဆိုးပိုင်ကចောင်းမြေဘက်မှចောင်းသားတွေကိုတီးတန့်စားသင်ပေးနေပါတယ်။ တင်းမှာတော့အဲတမ်းမှာတက်နေတဲ့ကွင်းမုံကဆရာစိုးပိုင်ပေးလိုက်တဲ့စင်မဲ question တွေကိုလင်းစီကိုယူလာပါတယ်။လင်းကလည်းဒီမေးခွန်းတွေကဆရာတန်းထဲမှာသင်ထားတာတွေတဲ့ပို့ပြီးခက်နေတာကိုသတိပြုမိသွားပါတယ်။ဒါမဲ့သူတို့လေ့ကျင့်ကြပါတယ်။တင်းပတ်နေနေကြတဲ့အခါမှာတော့သူတို့တွေနှစ်လေသင်ချာစာမီးပွဲကိုပြင်နေကြပါတယ်။အစောပိုင်းမီးနဲ့နှဲငယ်တွင်းမာရင်းမဲ့လင်းတယောက်မေးခွန်းတွေအားလုံးကိုအခက်အခဲမရှိဖြေပြီးပြီးခဲ့ပါပြီ။ဒါမဲ့ဒီမေးခွန်းတွေကဂုံးမုံယူလာတဲ့စင်မဲတွေကဟာရီဆိုတာသူသတိထားမိလိုက်ပါတယ်။ ဒါကြောင့်မို့ဆရာစိုးပိုင်ကသူကျူရှင်တက်တဲ့သူတွေကိုစာမီဝဲမေးခွန်းတွေပေးထားတယ်ဆိုတာနားလည်သွားခဲ့ပါတယ်။ဒါကြောင့်မို့အဖြစ်အားလုံးကိုခဲချင်းမှရေးပြီးသူ့ဖက်နယ်တဲ့ထက်ကနောက်ကကိုမုံစီကိုပြစ်ပေးလိုက်ပါတယ်။ချွန်ပြေးပြီးကျွေးပြန်နေတဲ့ဂွင်းမုံလည်းရေစာတုံးဘီယာတိုက်သူဂျုံရသလိုမျိုးပျော်သွားပြီးတော့တလုံးမကြံကိုကော်ပြီးကုလိုက်ပါတယ်။အောင်းရင်ထွက်လာတဲ့အခါမှာတော့သူဘယ်တော့မှမရဘူးတဲ့အမှတ်ရလာတာကြောင့်ဂွင်းမုံလည်းစပယ်ရှယ်လေးပျော်သွားခဲ့ပါတယ်။ဒါမဲ့ကောင်မလေးရဲ့အမှတ်တွေကတူနေတဲ့ခါမှာတော့ဆရာစိုးပိုင်တယောက်လည်းတန်တရားတွေတောင်းလိုက်ကြည့်ဝင်သွားပါတော့လေ။ ဒါကြောင့်မို့စောင့်ကြည့်နေတဲ့တတိထားမိရင်မလွယ်ဘူးလို့ပြောလိုက်ပါတယ်။ဆရာထွက်သွားတဲ့အခါမှာတော့ဂုံးမုံကသူ့ပဲဘူးလို့အိမ်မှာညကလိုက်စားဖို့ဖိတ်ပါတယ်။ညနေရောက်တော့သူတို့တွေဘူးလို့ရှိနေတဲ့ဈေးကြီးတဲ့စားတော့ဆိုင်စီကိုသွားကြပါတယ်။အဲမှာဘောစီကလေးတွေကပြင်းကြလို့အမှတ်မကောင်းဘူးဆိုတာလင်းကနားလေသွားပါတယ်။စားပြီးတောက်ပြီးတဲ့အခါမှာတော့ဘူးတို့ကဂုံးမုံကိုကူညီသလိုသူ့လည်းကူညီပေးဖို့ပြောလာပါတယ်။ဘူရုကငွေရည်အများကြီးနဲ့ကန်လန်းလာတဲ့အခါမှာတော့ကောင်မလေးတွေလည်းအံအောလို့မကုန်နိုင်ပါလေဖြစ်သွားရပါတယ် ဇာမီးပဲမကြရင်သူ့ဖေကပြိုင်ကားဝယ်ပေးမှမို့လင်းအကူကြီးကိုလုံးဝလိုအပ်နေတယ်လို့ပြောလိုက်ပါတယ်။လင်းကလည်းပြဿနာတက်လာနိုင်တာမို့ကန်လန်းနာကိုညင်းလိုက်ပါတယ်။လင်းတယောက်အိမ်မြောက်တဲ့အခါမှာတော့သူ့ဖေကခေါက်ဆွပြုတ်စားနေတာကိုတွေ့ခဲ့ပြီးအစားတော့ကောင်းလေးလဲစားပါအောင်လို့ပြောပြီးတော့သူ့ခန်းသူဝင်သွားခဲ့ပါတယ်။အချိန်နည်းနည်းကြာတဲ့အခါမှာတော့သူ့ဖေကဖုံးဆက်ပြီးတော့ပဆန်ချေးနေတာကိုကြားလိုက်ရပါတယ်။သူ့ဖေကိုမေးလိုက်တဲ့အခါမှာတော့လင်းရဲ့ကျူရှင်ကားတွေပေးဖို့အတွက်သူ့ညီစီကိုပဆန်ချေးပေးနေတာမှန်သိသွားခဲ့ပါတယ်။ ကျောင်းကပြိုင်ပွဲမှာနိုင်ရင် scholarship ပြေဝပေးမယ်လို့ကြီးပေးခဲ့ပေမဲ့လည်း budget ခန်းသွားတာကြောင့်ကျောင်းသားတယောက်နဲ့တဝက်စီမြပေးနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်သူ့အနေနဲ့ semester တိုင်းကျောင်းသားကတဝက်ပေးနေရမှာပါ။လင်းကသူ့ဘေးဒီပတ်ဆိုင်ပမာဏကိုမတတ်နိုင်မဲ့သိတဲ့အခါမှာတော့ကျောင်းဟောင်းကိုပြန်ပြောင်းတော့မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့သူ့ဘေးကတော့ဒီကျောင်းကမှအခွင့်အလမ်းပိုများတာလို့ပြောလိုက်ပါတယ်။အခုတော့ full scholarship ရဖို့အတွက်အခြားကောင်လေးနဲ့ပြန်ပြီးတော့သူကပိုတာကြောင်းတက်တည်ပြရတော့မှာပါ။ ။နောက်ရက်ကြောင်းရောက်တဲ့အခါမှာတော့ကလေးတယောက်ကမျက်နှာကျက်ကပူစီပေါင်းကိုယူဖို့စ조사နေတာကိုလှမ်းမြင်လိုက်ရပါတယ်။သူလဲကူယူပေးပေမဲ့မမီခဲ့ပါဘူး။မကြခင်မှာပဲဘန်လို့ခေါ်တဲ့ကောင်းလေးရောက်လာပြီးတော့ကူညီပေးပါတယ်။ကလေးကသူတို့နှစ်ယောက်ကိုသိမ့်လိုက်တဲ့ဇုံတွဲလို့ဇွတ်ရှိပေးနေတဲ့အခါမှာတော့နှစ်ယောက်သားလဲအိုးနှင်းခွန်းနှင်းပကံနေနေဖြစ်ကုန်ကြပါတယ်။အဲဒီနောက်မိတ်ဆက်ကြတဲ့အခါမှာတော့သူတို့က scholarship ကိုဟပ်ပိုင်ဟပ်ထားကြတဲ့သူတွေဖြစ်နေကြပါတယ်။လင်းကဒီလိုဆိုလဲတငယ်ချင်းဖြစ်လို့ရတာပဲလို့ပြောပေမဲ့လဲဘန်ကတော့ညင်းပြီးတော့တို့ကပြင်ပက်တွေလို့ပြောလိုက်ပါတယ်။ နောက်ခါမှာတော့လင်းပြောက်ဘူးတွေရဲ့တိုက်ခန်းကိုပြန်လာပါတယ်။သူ့ဖေကြွေးဆက်ဖို့နဲ့သူ့ကျူရှင်ကအတွက်ပါ။နောက်ဆုံးတော့လင်းကဘူးတို့လိုဆောင်တဲ့စာမေးပွဲမှာခိုးချဖို့ကူညီပေးမယ်လို့သဘောတူလိုက်ရပါတယ်။လင်းကဆရာတန်တရားမွေအောင်လို့အဖြေရဲ့၄ပုံ၃ပုံပဲပေးမယ်လို့ပြောတဲ့အခါမှာတော့ဘူးတို့ကလက်ခံလိုက်ပြီးတော့သဘောတူလိုက်ပါတယ်။နောက်တစ်ခါမှာတော့သူတို့က first semester ရဲ့နောက်ဆုံးစာမေးပွဲကိုဖြေနေကြပါတယ်။လင်းတယောက်သူ့ရဲ့ဖြေလွှာကိုပြီးအောင်ဖြေနေရင်းကနေကွမုံတို့အတွဲအတွက်ပါကူညီပေးနေရပါတယ်။ ပထမတစ်ခါတော့ကလို့ပဲခဲပြစ်ပေါ်မှာရင်းနေတော့ဆရာစိုးပိုင်ရောက်လာတာမျိုးရက်လိုက်ရပါတယ်။ဆရာကတစ်ချောင်းလုံးလင်းကိုကြည့်နေတဲ့အခါမှာတော့နောက်ဆုံးမှာတော့ခဲပြစ်ပေါ်မှာစာရင်းနေတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဆရာကခဲပြစ်ကိုဆွဲယူပြီးကြည့်လိုက်တဲ့အခါမှာတော့အဲပေါ်မှာဆရာကမိဖို့နေကိုចောင်းသားလေးစီပေးနေတယ်ဆိုပြီးရေးထားတာကြောင့်သူလည်းအားအသင်သွားခဲ့ပါတယ်။လင်းကသူ့လျှက်ဝက်ချက်ကိုတည်သွားပြီလို့ယုံကြည်တာမို့အကြောင်းပြချက်ပေးဖို့လုံနေတော့မှပဲလင်းကဖြေလာကိုသူ့ပေးပြီးတော့အခန်းထဲကနေထွက်သွားပါတယ် ဆရာကတော့အကြောင်းသားတွေကိုဆက်ပြေဖို့ပြောပြီးတော့လင်းနောက်ကိုလိုက်သွားပါတယ်။ဆရာကအကြောင်းအကြီးစီမတိုင်မှုစီးရုံးတဲ့အခါမှာတော့လင်းကလည်းညင်းလိုက်ပါတယ်။ဒါကြောင့်မို့ဆရာကကွင်းမုံစာကူချဖို့အတွက်လင်းကသူ့ဖြေလာကိုပေးတယ်ဆိုတာအကြောင်းအကြီးစီကိုပြောမိလို့ထင်ချောက်လိုက်ပါတယ်။ဒါမဲ့လင်းကကွင်းမုံအမှတ်ကောင်းတာကဆရာကျူရှင်ကျောင်းလို့ပြန်ပက်လိုက်ပါတယ်။လင်းဝေးထွက်သွားတော့မှပဲသူတို့ပြောတာတွေကိုလင်းကတန်သွင်းထားတယ်ဆိုတာကိုဆရာစိုးပိုင်လည်းတတိထားမိသွားပါတယ်။ဒါကြောင့်မို့ဖုန်းကိုလူယူလိုက်တဲ့အခါမှာတော့လင်းကအကြောင်းအကြီးစီတစ်ချိန်လုံးဖုန်းခေါ်ထားတာလို့ပြောလိုက်ပါတယ်။ စိတ်တူသွားတဲ့ဆရာဆိုးပိုင်လည်းတန်းနဲ့ပြန်သွားတဲ့အခါမှာတော့ចောင်းသားတွေကမရှိတော့ပါဘူးကွန်မွန်တို့အတွဲကလည်းလင်းရဲ့ပလန်ကလုံးပြစ်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြပါတယ်သူတို့ကဒီကိစ္စအတွက်ကြိုပြီးတော့စီစဉ်ထားကြတာပါဆရာဆိုးပိုင်ရဲ့ကျူရှင်ကမေကွန်ကြောင့်လင်းကသူ့ဖြေကိုခဏနဲ့ပြည့်တန်နိုင်ခဲ့တာပါပြီးတော့ဖြေတွေကိုမေကွန်မှာချက်လိုက်ပြီးတော့သူဆရာဆိုးပိုင်ကိုတိုင်ပတ်အောင်လုံးနေတော့မှာမေကွန်ချင်းလဲလိုက်ဖို့ပြောထားခဲ့တာပါအဲတော့ကွန်မွန်ကဖြေတွေကိုခဲပြစ်မှာရေးပြီးတော့ဘူးလိုကိုပြန်ပေးပါတယ်ဒါကြောင့်မို့သူတို့သုံးယောက်လုံးစာမေးပွဲမှာအမှတ်ကောင်းကြပါတယ် ဒါပြင်လင်းကသူဖုံးကကွန်တက်ထဲမှာဘူရူရဲ့နာမည်ကိုကြောင်းဦးကြီးလို့ချိန်ထားခဲ့သေးတာပါဒီနည်းနဲ့ဆရာစိုးပိုင်ကိုချိန်ချောက်နိုင်ခဲ့တာပါဒါမဲ့လည်းအင်းကျမှာတော့ဆရာစိုးပိုင်ကြောင်းထုတ်ခံရကြောင်းမက်ဆေ့တွေကိုသူတွေ့ခဲ့ရပါတယ်လင်းတယောက်ဘူရူအိမ်ကိုပြန်သွားပြီးကြောင်းဦးကြီးကဘလို့တည်သွားရလဲလို့မေးလိုက်တဲ့အခါမှာတော့ဘူရူကလင်းဖုံးကိုထားတာကို record ယူထားပြီးတော့ကြောင်းဦးကြီးစီကိုပို့လိုက်ကြောင်းနဲ့ပြီးတော့ဆရာစိုးပိုင်ကနားကမှာသူတို့အတွက်ပြဿနာဖြစ်လာနိုင်တယ်လို့ယုံကြည်နေတာမို့လို့ပြန်ပြောလိုက်ပါတယ်လင်းကတော့ဒီလိုလုပ်လိုက်တာကိုမပြောနိုင်တော့ပါဘူး ။နောက်ရကြောင်ရောက်တဲ့ခါမှာတော့တခါကဘူစီပေါင်းယူနေတဲ့ကလေးလေးကိုပြန်တွေ့ပြီးသူကဆရာစိုးပိုင်သားဆိုတာသိသွားခဲ့ပါတယ်။သူလည်းသူ့ဘေးပြဿနာကြောင့်ကြောင်းထုတ်ခံလိုက်ရတာပါ။လင်ကတော့သူတို့တက်လီကားထဲဝင်သွားတဲ့အထိအပြည့်ရှိသလိုခံစားနေရရင်းနဲ့ကြည့်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဘိုင်ရဲ့ဝက်ရှော့ဆိုင်လေးကိုတွေ့ရမှာဖြစ်ပါတယ်။သူကထီဆွဲနေတဲ့စင်ငယ်မားသားသူ့မိနဲ့အတူတူနေရတာပါ။သူ့မိကခါလဲနာနေပါသေးတယ်။သူတို့ကငွေရချင်နေကြောင်းကူပုံမသွားနိုင်ပါဘူး။ အဲ့နောက်ကျောင်းမှာတော့ကျောင်းဝန်ကြီးကလင်းတဲ့ဘန်ကိုခေါ်ပြီးတော့ TV show တစ်ခုကလုတ်တဲ့ညံစမ်းပြိုင်ပွဲဝင်ဖို့ပြောလိုက်ပါတယ်။သူတို့ကတွဲပဲမလုတ်ချင်ပေမဲ့လေဒီပြိုင်ပွဲကနေနောက်နေစာသင် scholarship အတွက်ဆုံးဖြတ်မှာလို့ကျောင်းဝန်ကြီးကပြောလိုက်ပါတယ်။ဒါအပြင်သူတို့ကတွဲပဲအနေနဲ့ဖြစ်ပေမဲ့လေအဲ့ပြိုင်ပွဲမှာပူပြင်းနိုင်သူက scholarship ရသွားမှာပါ။အဲ့ကနေနောက်တစ်ရက်မှာတော့သူတို့က reality show မှာရောက်နေခဲ့ကြပါပြီ။မေကွန်စားတဲ့ကမှာတော့ဘန်ကပထမဆုံးမေကွန်မှန်အောင်ဖြေလိုက်ပါတယ်။ သူတို့နှုတ်ကဥဆောင်နေပေမဲ့လည်းဘန်ကအမားတစ်ခုဖြေလိုက်မိတဲ့အခါမှာတော့ပြန်ပြန်နဲ့အမှတ်ညီသွားခဲ့ပါတယ်။ဒီတော့မှတော့လင်းကအပြေမပေးခင်သူနဲ့ဆွေးနွေးတင်ကြောင်းနဲ့အခုလိုသားသူတို့ချင်းပြိုင်နေရှုံးလိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမိကုံးမှာတော့သူတို့တွေဆွေးနွေးကြပါတယ်။ပထမသင်းကရေဖြေပေမဲ့လည်းဖြေကမားသွားပါတယ်။နောက်ဆုံးမှာတော့လင်းကဖြေမှန်တစ်ခုပေးလိုက်ပြီးတော့သူတို့လဲနိုင်သွားခဲ့ပါတယ်။နောက်မှာတော့အเจ้าအကြီးကသူတို့နှစ်ယောက်ကိုခေါ်ပြီးတော့လင်းကဖူစကောလာရှင်ရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ ပြီးတော့ဘန်းကိုလည်းလာမယ့် semester အတွက် scholarship ရဖို့ထပ်ပြီးကြိုးစားဖို့ပြောပြီးတော့သွားခိုင်းလိုက်ပါတယ်။ဒီတွေ့ဆုံပွဲပြီးတဲ့အခါမှာတော့လင်းကဖြောင်းပြဖို့ကြိုးစားပေမဲ့လည်းဘန်ကသူ့ကိုလက်လျူရှူသွားပါတယ်။အဲနောက်မှာတော့ဘန်ကသူ့မိကိုဆိုးရဆေးရုံစီကိုခေါ်လာခဲ့ပြီးတော့သူ့မိလည်းရောက်ဖို့အကြာကြီးစောင့်နေရတာကိုတွေ့ရပါတယ်။ပြီးတော့သူ scholarship မရတော့ဘူးလို့လည်းသူ့မိကို ပြောလိုက်ပါတယ်။သူ့မိစိတ်ညစ်သွားပေမဲ့လည်းချက်ချင်းပဲလာမယ့်တန်းအတွက်ပတ်စံစုပေးမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ တဲမှာတော့ဘူးတို့ကလင်းကိုဗမာပြည်ကအကြောင်းတွေလို့သုံးမခတ်ထားတဲ့ကွန်ပျူတာခန်းထဲခေါ်သွားပြီးတော့လင်းကသာသူ့ကိုစက်မကူညီတော့ရင်ကျူရှင်ကမပေးနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။လင်းကသူ့မှာပတ်စံထပ်မလို့တော့ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ဘူးတို့ကရဲပါတော့တယ်။ဒီနောက်မှာတော့ဘူးတို့ကအเจ้าမကအင်သာကြီးတပစ္စည်းကြီးသိရွက်ကြီးကြီးเจ้าဆောင်ကြီးချောင်းစိုးပျောက်စည်းကြီးနဲ့ဗာကြီးညာကြီးတွေကအမတန်များတယ်လားလို့ပြောလိုက်ပါတယ်။ လင်းကဒါကိုဘာမှပြန်မပြောမိပေမဲ့အမှန်တကူကိုရှည်သေးကြောင်တန်တရာဝင်သွားပြီးတော့အိမ်မြောက်တဲ့အခါမှာတော့သူ့ဘေးအံကွဲကိုဖြန့်ကြည့်လိုက်ပါတယ်။အဲမှာသူ့ဘေးကပြုပြင်ထိမ့်သိမ်းမှုစရိတ်ဆိုပြီးတော့ဗန်နသိန်းပေးထားရတာကိုမြင်လိုက်ရပါတယ်။ဒီကမှာမှ full scholarship ဆိုတာကျောင်းကနေလူလူကိုကြည့်ကောင်းအောင်ချပြရုံတသက်ပဲဖြစ်တယ်ဆိုတာသိသွားပြီးတော့သူတို့ကအခြားကျောင်းသားတွေစီကနေအများကြီးရိတ်နေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲနောက်လင်းကဘူးလို့စီကိုမြန်မြန်ဖုန်းခေါ်ပြီးတော့တခြားလူတွေကလည်းသူ့လိုပေးနေရတာလားလို့မေးလိုက်ပါတယ်။ နောက်ရက်တည်းမှာတော့မအေးဝင်းစီစဉ်တာမဟုတ်တဲ့ဘူးလိုစီစဉ်တဲ့စီဝဲတစ်ခုကိုလင်းရဲ၊ကွင်းမုံရဲ၊လင်းရဲ၊ကုညီလိုနေတဲ့ဘူးလိုရဲ့ဘောစီတငယ်ချင်းတွေရဲ့တက်ရောက်လာကြပါတယ်။လင်းကသူတို့အားလုံးကိုဆမက်စတာတစ်ခုအတွက်စာကူးချကဘတ်၃သိန်းပေးရမယ်လို့ပြောလိုက်ပါတယ်။သူတို့ကပတ်စံကိုဘူးလိုစီပေးမယ်၊ဘူးလိုကနေတစ်ဆင့်လင်းစီကိုရောက်မယ်။ဒီလိုဆိုရင်တော့ပေးမန့်အနေနဲ့ပတ်သက်ပြီးတော့တက်တည်မကြံတော့ပါဘူး။ဒါမဲ့လည်းလူများကြီးတဲ့အဖြစ်ကိုခဲပြက်ကနေဖတ်နေမယ်ဆိုရင်တော့အန်ရရမ်းများပါတယ်။ အဲနောက်မှာတော့လင်းစီကနေချားပလန်တခုထပ်ထွက်လာခဲ့ပါတယ်။စာမေးဝဲခန်းထဲမှာလူတိုင်းမြင်နိုင်တဲ့နိုင်တခုရှိတာကိုလင်းကသတိရသွားပါတယ်။နိုင်ဘွားကမိနစ်တန်ကမိကုန်းနံပါတ်၁ဖြစ်တယ်လို့လင်းကသူ့ပလန်ကို စပြီးပြောလာပါတယ်။မိကုန်းတွေကအမှန်တကူရွေးဖြစ်နေရင်သူတို့မှရွေးစရာလေးခုဖြစ်နေပါမယ်။စက္ကန့်တန်ကအဖြစ်ဖြစ်ပါမယ်။ဒါကြောင့်မို့အဖြစ်ကသာနံပါတ် A ဖြစ်နေရင်တော့စက္ကန့်တန်နံပါတ်၁ပေါ်ရောက်ရင်သူကလက်ထောင်ပါမယ်။ပြီးဆိုရင်တော့နံပါတ်၂ပေါ်ရောက်ရင်သူကလက်ထောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ဇာမေးဝက်က2နာရီဖြစ်ပြီးတော့မေကွန်းက60ပါပါမယ်။ဒါကြောင့်မို့ပထမ2နာရီမှာလင်းကသူပြေးအောင်ဖြစ်ပြီးတော့နောက်2နာရီမှာတော့သူတို့ကိုကူညီဖို့ယူရထားပါတယ်။ဇာမေးဝက်ကသူတို့စီစဉ်ထားတဲ့အတိုင်းရှေ့ဆက်နေခဲ့ပါတယ်။ဒါမဲ့တဝက်လောက်မှာတော့လင်းရဲ့ညာဘက်ချမ်းမှာထိုင်နေတဲ့ဘန်းကလင်းကိုလှုပ်နေတာရပ်ဖို့သူအာယုံဆိုင်လို့မရအောင်ပြောလာပါတယ်။ကျော်ဒီပဲစာရေးစာလေးတစ်ခုကဗန်စီကပြုတ်ကျသွားတာကိုဆီယမားကမြင်လိုက်ရပါတယ်ဆီယမားကသူ့စာရုပ်ကိုဆွဲယူပြီးတော့သူ့ကိုစာခိုးချနေတယ်လို့ထင်သွားခဲ့ပါတယ် ဒီမှာအဲ့ဒါကသူ့ရဲ့ workshop ဆိုင်လာအပ်ထားတဲ့လူတွေရဲ့စီရင်ဆိုတာကိုတည်သွားပါတယ်။အဲနောက်ဆီယာမားကသူ့အိတ်ကထဲကဟာရီအကုန်လုံးထုတ်ဖို့ပြောလိုက်ပါတယ်။ဒါမဲ့ယုတ်တိရဲ့ဘယ်ဘန်ကသူ့ရဲ့ဖြေရွာပေါ်ကိုအန်ချလိုက်မိပါတယ်။ခန်းထဲကလူတွေအကုန်လုံးသူ့ကိုကြည်ပြီးရေကြားတဲ့အခါမှာတော့သူကတန်းစင်ကန်းကိုအမြန်ပြေးသွားရပါတယ်။ယနေ့ကမှတော့လင်းကဘန်တို့အိမ်ကိုသွားပြီးတော့သူက scholarship မလိုအပ်တော့ကြောင်းသွားပြောပါတယ်။ဒါကြောင့်မို့အဲ့ဒါကိုသူ့ကိုပြန်ပေးမယ်လို့ပြောလိုက်ပါတယ်။အန်အသိသွားတဲ့ဘန်လဲဘာလို့လဲလို့မေးလိုက်တဲ့အခါမှာတော့ လင်းကားစာကူကြဖို့ကူညီတဲ့အတွက်ပတ်စံတွေရနေတဲ့ဆိုတာဖုံးကွယ်ပြီးတော့သူ့ဘေထိပေါက်ထားလို့လို့ပြောလိုက်ပါတယ်။ပျော်သွားတဲ့ဘန်ကလည်းသူမမှာရှော့စရာရှိရင်တော့လက်ဆောင်အနေနဲ့ရှော့ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။အဲနောက်မှာလင်းကိုဘတ်စကားနဲ့အတူသူ့ဝင်ကိုလိုက်ပို့လိုက်ပါတယ်။ပြီးတော့သူနဲ့လင်းနဲ့တငယ်ချင်းဖြစ်ချင်ကြောင်းပြောရင်းနဲ့ဒီပိုင်းလေးကအဆုံးသတ်သွားပါတယ်ခင်ဗျာ။ဇုံဒီနားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။